မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့ထထန်ကျောင်းမှာအော်တိုဘားလ22ရက်နေ့လယ်12နာရီခွဲကအရသာတယောက်ကကျောင်းဝင်းထဲဝင်ပြီး grade 11ကျောင်းသားကျောင်းသူ၃ယောက်ကိုဓာတ်နဲ့ထိုးသွားလို့ဆေးရုံတင်ထားရတယ်လို့မြို့ကန်တွေစီကသိရပါဗျ အတောပါလာ22ရက်နေ့လယ်မှာရက်သားလူငယ်တယောက်ကညီမဖြစ်သူကိုအေအဘူးပေးမဲ့ဆိုပြီး grade 11b အခန်းတွင်းကိုဝင်ကကျောင်းသူတယောက်ကိုလက်ပင်းညှက်ကဓာတ်နဲ့ထိုးခဲ့တာပါဓာတ်ပြင်ဝင်ဆွဲတဲ့ကျောင်းသားတယောက်နဲ့ကျောင်းသူတဦးပါဓာတ်နဲ့အထိုးခဲ့ရတာလို့မြို့ကန်တယောက်က DBB ကိုပြောပါတယ်လက်ရှိမှာဓာတ်နဲ့အထိုးခဲ့ရသူ၃ယောက်စလုံးမန္တလေးစီအုံကြီးမှာတင်ထားရပြီးလက်ပင်းကိုဓာတ်နဲ့အထိုးခဲ့ရတဲ့ကျောင်းသူကစွေးရတဲ့အခြေအနေရှိတယ်လို့ပြောပါတယ် ဒါနဲ့ထိုးခဲ့တဲ့ဝဝိုင်းဆိုသူကိုတော့လက်ရှိအချိန်ထိဖမ်းမမိသေးဘူးလို့သိရပါဗျ။စစ်တပ်အာဏာသိမ်းပြီး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းရန်ကုန်နေပြည်တော်မန္တလေး AR မွန်ပြည်နယ်နဲ့မွန်ပြည်နယ်ကစာတင်ကျောင်းတွေမှာအုပ်စုဖွဲ့အနိုင်ကျင့်မှုနဲ့ရန်ဖြစ်တာတွေကြောင့်ကျောင်းသား၂ယောက်သေဆုံးက၆ယောက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်းရှိပါသေးရှင်။